ီနေရာမှာဥဒ္ဒဇနဲ့ကုတ်ကုတ်ဆာဟာလက်ရှိပြုနေတဲ့အာယုံပေါ်မှာတည်ငြိမ်အောင်မထားနိုင်ပဲတခုပြီးတခုတွန်းခံနေရတဲ့သဘောတည်းရောက်တာကိုဥဒ္ဒဇနဲ့ကုတ်ကုတ်ဆာခေါ်တာပူလို့ပူလို့စိုးရင်လို့ပူလို့တွန်းခံနေရတဲ့သဘောတည်းရောက်တာကိုကုတ်ကုတ်ဆာခေါ်တယ်အာယုံတခုပေါ်မှာအေးချမ်းချမ်းမနေနိုင်ဘူးမနေနိုင်မဲ့တွန်းခံနေရအဲနောက်တစ်ခုအာယုံတစ်ခုပေါ်မှာ ယက်တီမှုမရှိဘဲနဲ့အာယုံအများကြီးကိုယူတတ်တဲ့အကျင့်ရှိနေတာကြောင့်မို့တစ်ခုပြီးတစ်ခုသွားနေတဲ့လမ်းကြောင်းမျိုးဖြစ်နေတာအဲအဲ့ဒီဟာလည်းဥဒ္ဒဇလို့ခေါ်တယ်ဥဒ္ဒဇနဲ့ကုတ်ကုတ်စကိုကဘဝမှာရှိနေရင်ရှိနေတယ်လို့သိပါမရှိရင်လည်းမရှိဘူးလို့သိပါဒါမျိုးပြောတာရှိတာမရှိတာရှိတာရှိတာကိုရှိတယ်လို့သိရင်လည်းပဲညံဖြစ်တာမရှိတာကိုမရှိဘူးလို့သိရင်လည်းညံဖြစ်တာ အဲ့ဒါဆိုတော့မဖြစ်သေးတဲ့ဥဒ္ဒဇကုတ်ကုတ်ဇဖြစ်ကြောင်းကိုသိပါဆိုတော့အာယုံအများကြီးယူခြင်းကဥဒ္ဒဇကုတ်ကုတ်ဇဖြစ်ခြင်းရဲ့အကြောင်းပဲဥဒ္ဒဇကုတ်ကုတ်ဇဥဒ္ဒဇဖြစ်ခြင်းရဲ့အကြောင်းအဲပူလောင်စရာတွေကြီးတဲ့ကိုယ်အတိတ်ကိုပြန်ပြန်ပြီးတွေးနေခြင်းကလည်းအတိတ်ဆိုတဲ့ကြောင်းထဲမှာပြိမ့်မိနေခြင်းကလည်းကုတ်ကုတ်ဇဖြစ်ခြင်းရဲ့အကြောင်းပဲလို့ကိုယ်ကိုယ်နှလုံးသွင်းတဲ့ဟာနဲ့ဆိုင်နေတာပေါ့ဒါကတော့ဥဒ္ဒဇကုတ်ကုတ်ဇ နောက်တစ်ခုဖြစ်ပြီးသောဥဒ္ဒဇကုကုဇရဲ့ပယ်ချောင်းကိုလည်းသိတယ်ဆိုတော့ပယ်တယ်ဆိုတဲ့ဟာကတော့ဥဒ္ဒဇကိုပယ်ဖို့ဆိုရင်တမာတိရမှာဖြစ်မှာအဲ့ဒါဆိုတော့ပယ်ဖို့ဆိုတာ ကိုယ့်ရဲ့အတွင်းပိုင်းပေါ့ရင်းအင်းနေတဲ့ကိုယ့်ရဲ့အတွင်းပိုင်းကိုနှလုံးသွင်းပါ အရှိတရားပေါ့တတိပေါ့ပြောချင်တာကတော့တတိရှိမရှိကိုသတိထားပါညာရှိမရှိကိုသတိထားပါတတိရဲ့ ညာရဲ့နှစ်ခုရှိပြီးတော့အဲ့တတိနှစ်တတိညာနှစ်ခုရှိနေတာကိုခဏခဏဖြစ်နေအောင်ကြိုးစားဝရိယရှိနေရင်တော့အဲ့ဒီတတိဝရိယညာရှိနေရင်တော့ဩဒ္ဒဇကုတ်ကုဆာရဲ့ပယ်ချောင်းပဲလို့အဲ့လိုလေးမှတ်ခဲ့ပါပယ်ပြီးတဲ့ဩဒ္ဒဇကုတ်ကုဆာကကြတော့နောက်တစ်ခါဘယ်တော့ခါမှမဖြစ်တဲ့ဩဒ္ဒဇကုတ်ကုဆာဆိုရင်တော့ယဟန္တာဖြစ်မှရပါတယ်တဲ့အရဟတမညာအရဟတဖို့အရဟတမညာမှာ ဒီဥဒ္ဒဇကုတ်ကုဆောက်ပယ်နိုင်တယ်ဗျသူကဒီတမမဲ့ညာနေမပယ်နိုင်ဘူးလို့ဆိုလိုတာကဲဒါလောက်ဆန်ရပါနောက်တစ်ခုမိမိဇန်နိုင်တဲ့ဝိဇိကိစ္စရှိလျင်လဲငါဤတန်တန်နဲ့ဝိဇိကိစ္စရှိစီဟုရှိရှိစီဟုသီဤအဲဝိဇိကိစ္စဆိုတာယရဏသုံးပါးနဲ့ကံကံရဲ့အကျိုးကိုမယုံတာငါအတွက် ကံကိုပြုခဲ့တဲ့ကံတွေကကိုပြန်တွေ့ရတယ်ဆိုတာဟုတ်ပါဟုတ်ပါမလားမဟုတ်ဘူးလို့လည်းမဆုံးဖြတ်မဟုတ်ဘူးစင်ဒိဋ္ဌိဖြစ်တယ်ဟုတ်နေမလားမဟုတ်နေဘူးလားဆိုတဲ့ဟာဝေခွဲမရဖြစ်တဲ့ဟာမျိုးကိုဝိသိကိစ္စအဲဆိုဝိသိကိစ္စဖြစ်ချင်းအကြောင်းကိုတော့၄ခုမှတ်ထားလိုက်ပါဖရာဟာကိုယ်အတွက်ဒုက္ခလွတ်မြောက်အောင်လုပ်ပေးနိုင်တဲ့ပုဂ္ဂိုလ်ဆိုတာဟုတ်မဟုတ်ဟုတ်တာလည်းဟုတ်သလားမဟုတ်ဘူးလားဝေခွဲမရဘူးတရားတော်ဟာ မိမိရဲ့ဒုက္ခအတွင်းမှာလွတ်ကင်းအောင်လုပ်ပေးနိုင်တယ်ဆိုတဲ့ဟာဟုတ်ချင်းမဟုတ်ချင်းကိုဝေခွဲမရဘူး။တန်ခါတော့အရှင်သူမြတ်တွေဟာသူတို့ပြောတဲ့တရားအတိုင်းလိုက်နာမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့တန်ត្រာဝတ်ဆင်းရဲကလုပ်ဒုက္ခငြိမ်းအောင်လုပ်ပေးနိုင်တယ်ဆိုတဲ့ဟုတ်ချင်းမဟုတ်ချင်းကိုဝေခွဲလို့မရဘူး။ကိုကိုပြုထားတဲ့ကံတွေပဲကိုကိုကိုပြန်ခံရတယ်ကိုပြန်တွေ့ရတယ်ဆိုတဲ့ဟာဟုတ်တယ်မဟုတ်ဘူးဆိုတဲ့ဟာကိုမဝေခွဲနိုင်ဘူး မဟုတ်ဘူးလို့အပြတ်ညင်းနေဆိုရင်ဘုရားတရားတန်ခါကိုယ့်အတွက်အကျိုးမပေးဘူးကိုပြုထားတဲ့ကံတွေဆိုတဲ့ဟာလဲကိုယ့်ဘာမှတက်ရောက်မှုမရှိဘူးလို့အပြတ်ညင်းရင်ဒိဋ္ဌိလို့ခေါ်တယ်အဲနောက်တစ်ခုဘုရားတရားတန်ခါဟာကိုယ့်ဘဝအတွက်ကိုယ့်ကိုဒုက္ခမပေးတဲ့ပုံကိုယ်တွေပဲကိုပြုထားတဲ့ကံတွေပဲကိုပြန်တွေ့ရတာပဲလို့ အပြတ်ယုံလို့ရှိရင်တတ္တာလို့ခေါ်တယ်။အဲ့ဒီဒိဋ္ဌိနဲ့တတ္တာဒီနှစ်ခုကြားထဲမှာဒိဋ္ဌိဘက်ကိုလည်းပဲဆုံးဖြတ်ချက်ချလို့မရဘူး။ယုံကြည်မှုဘက်ကိုလည်းဆုံးဖြတ်ချက်ချလို့မရဘဲနဲ့ကန့်လန့်ကြီးဖြစ်နေတဲ့စိတ်ကိုဝိသိကိစ္ဆာလို့ခေါ်တယ်။အဲအဲ့ဒီဝိသိကိစ္ဆာဖြစ်ခြင်းကိုလည်းသိတယ်ဆိုတော့ဝိသိကိစ္ဆာဖြစ်ခြင်းရဲ့ဖြစ်ခြင်းကိုလည်းသိတယ်မဖြစ်ခြင်းကိုလည်းသိတယ် အဲနောက်တစ်ခု မဖြစ်သေးတဲ့ဝိဇိကိစ္စဖြစ်ကြောင်းဆိုတဲ့ဟာတော့ဝိဇိကိစ္စသမားနဲ့ပေါင်းလို့ရှိရင်ဝိဇိကိစ္စဖြစ်လာမှာပဲအဲ့ဒါဆိုတော့ဒါကတော့အပေါင်းသင်းနဲ့ဆိုင်တယ်ဝိဇိကိစ္စဖြစ်နိုင်လောက်တဲ့တန်တရားရှိတဲ့လူတွေနဲ့မြောက်များစွာပေါင်းရင်အဲ့ဒီလူဟာတန်တရားရှိနေမှာပဲပယ်ရမယ်ဆိုရင်တော့ဝိဇိကိစ္စကိုပယ်မယ်ဆိုရင်တန်တရားကင်းတဲ့လူတွေနဲ့ပေါင်းသင်းဆက်ဆံခြင်းကဒီဝိဇိကိစ္စကိုပယ်နိုင်ပါတယ်တဲ့ ။ तू ကဘာလို့လဲဆိုတော့တရားတွေနဲ့မဆိုင်သေးဘူးပုံကုနဲ့ပဲဆိုင်တယ်ဝိစီကိစ္စကဝိစီကိစ္စကို ဖြစ်ရင်လည်းပဲပုံကုတဦးတယောက်စီကမယုံစရာတွေအများကြီးကြားလို့မယုံတာပဲ။ယုံရမယ်ဆိုရင်လည်းယုံစရာတွေအများကြီးကြားလို့ယုံတာပဲ။အဲအဲ့လိုဖြစ်တယ်လေ။အဲ့ဒါဘယ်သောအခါမှမဖြစ်ပေါ်ခြင်းဝိသေကိစ္စမဖြစ်ခြင်းကတော့သောတာပတ္တိမဉ္ဇဏ်ကပဲပယ်နိုင်ပါတယ်တဲ့အဲ့လိုလေးနားလည်လား အဲ့ဒါ၅မျိုးကဒီဓမ္မနုပဒနာမှာဒီ၅မျိုးနားလည်သွားတယ်ဆိုလို့ရှိရင်ဉာဏ်ဖြစ်တာဗျအဲ့ဒါဆိုတတိရှိလို့ဒါကိုဆင်ခြင်နိုင်တာဉာဏ်ဖြစ်သွားပြီတတိရဲ့ဉာဏ်ရဲ့ဝရိယတတိဝရိယဉာဏ်အဲ့ဒီသုံးခုဖြစ်ပြီဆိုလို့ရှိရင်ဒါအရှုခံကနိဝရဏ၅ပါး ရှုညာငါသတိဝရိယညာတရားအထုတ်တဲ့ပုဂ္ဂိုလ်ကနိဝရဏ၅ပါးဘက်မှာ မဖြစ်ဖို့အရေးကြီးရမှာမဟုတ်ဘူးသတိဝရိယညာညာဖြစ်ဖို့ပဲအရေးကြီးရမှာဝိဇိကိစ္စဖြောက်ပြဖို့အရေးမကြီးဘူးဝိဇိကိစ္စဖြစ်ရင်ဖြစ်မှန်းသိမဖြစ်မဖြစ်မှန်းသိဆိုတော့ဒီအခြေအနေတရားတွေရဲ့အခြေအနေကိုသုံးသပ်နိုင်ဖို့ပဲလိုတယ်သုံးသပ်နိုင်ရင်ညာဖြစ်တာပဲမသုံးသပ်နိုင်ရင်ညာမဖြစ်အဲ့ဒါဆိုတော့တရားအထုတ်တဲ့ပုဂ္ဂိုလ်ရဲ့ မူလယတ္တိယာကတတိဝရိယညံမယ်ဟိုဟာကအာယုံမဲ့တရားရှုစရာအာယုံនិဝရဏ၅ပါးကဓမ္မ ानु ပတ္တနာនិဝရဏ၅ပါးကိုမိပြီးတော့တတိဝရိယညံဖြစ်အောင်လုပ်တတ်ပြီးဆိုလို့ရှိရင်ဒါအာထုတ်လို့ရပြီလို့ဆိုလို့တယ်ဒါကတက်ဒါကဘာသတိပဋ္ဌာန်သုံးပါပထမပိုင်းပေါ့ဒုတိယမှာကဖြန့်မှာကိုကိုမှရှိတဲ့ နိဝရဏ၅ပါးကိုနားလည်သွားပြီဆိုရင်တခြားတခြားຫນွာတွေလည်းပဲဒီနိဝရဏ၅ပါးရှိခြင်းမရှိခြင်းတွေပဲဒီလိုပဲဖြစ်နေကြတာပဲလို့ဖြန့်ကြည့်ပါတခြားပုဂ္ဂိုလ်သတ္တဝါတွေမှာလဲကိုနဲ့သူနဲ့ပေါ့အဲနောက်ဆုံးအဇတဗဟိတဝါဓမေစုဓမ္မနုပ္ပစီဝိဟာရတိဆိုရင်တော့သူရောကိုရောတွေမရှိတော့ဘဲနဲ့ဩနိဝရဏတရား ငါပါပဲဖြစ်ခြင်းမရှိခြင်းပဲဖြစ်နေကြတာပဲပုဂ္ဂိုလ်တ attva သတ်သတ်မရှိဘူးလို့ဖြန့်လို့ရသွားပြီအဲ့ဒီလောက်ထိ တရားတွေကြီးပဲလို့ဖြန့်လို့ရတဲ့အဆင့်ကိုရောက်ရင်အဲ့ဒါကိုကြတော့ဘာလို့ခေါ်သလဲဆိုတော့ဒါမာသတိပဋ္ဌာန်သုတ်ရဲ့တရားရှုခွင့်မှာနံပါတ်1ကို အောင်မြင်စွာရှုနိုင်သွားပြီလို့ဆိုလိုပါတယ်နံပါတ်3ကတော့အဲ့ဒီတရားတွေဖြစ်ခြင်းရဲ့အကြောင်း မှုရိယဓမ္မနုပတိဝါဝရဓမ္မနုပတိဝါဆိုတော့နိဝရဏ၅ပါးဖြစ်ခြင်းရဲ့အကြောင်းကလည်းနိဝရဏ၅ပါးကိုဖြစ်အောင်ပုံဖြစ်အောင်လုပ်ထားတဲ့ကံတုနဲ့သမှုရိယသစ္စာကြောင့်နိဝရဏကင်းခြင်းကိုဖြစ်ခြင်းဆိုတဲ့အကြောင်းကလည်းပဲနိဝရဏကင်းဖို့ကင်းအောင်လုပ်ထားတဲ့ပါရမီကံတုဆိုတဲ့အကြောင်းနဲ့သမှုရိယသစ္စာကြောင့်သမှုရိယသစ္စာတစ်ခုတည်းနဲ့ ဒီနိဝရဏရှိခြင်းမရှိခြင်းကို ပုံဖော်နေတာမဟုတ်ဘူးကံကိုအခြေပြုပြီးတော့ပုံဖော်တာ ဖြစ်တဲ့အတွက်ကြောင့်နိဝရဏတန်ត្រာမှာနိဝရဏအမျိုးမျိုးဖြစ်ခဲ့တဲ့ကံမျိုးလုပ်ခဲ့တယ်ဆိုလို့ရှိရင်နိဝရဏဖြစ်တာပဲနိဝရဏကင်းအောင်လုပ်ခဲ့တဲ့ကံမျိုးတွေအများကြီးစုရင်နိဝရဏကင်းတာပဲအဲ့ဒါဆိုတော့ဒီသမှုရိယသက်္စာကြောင့်သမှုရိယဓမ္မနိဝရဏဖြစ်ခြင်းမဖြစ်ခြင်းတွေဖြစ်ပါတယ် နိဝရဏဖြစ်ချင်းလည်းဖြစ်တယ်လို့ခေါ်တယ်နိဝရမဖြစ်ဘူးဆိုတာလည်းဖြစ်တာပါပဲအဲအဲ့လိုလေးနားလည်လိုက်ပြီးဆိုလို့ရှိရင်နိဝရဏဖြစ်ချင်းရဲ့မဖြစ်ချင်းရဲ့ကအဖြစ်ပေါ့ဖြစ်ပြီးရင်ချုပ်ငိမ့်သွားတယ်ဆိုတဲ့ဖြစ်ရဲ့ချက်နေတယ်ဖြစ်နေတယ်ပြက်နေတယ်ဒါကတော့အရင်ကတရားတွေနဲ့အတူတူပါပဲအဲ့ဒါဆိုရင်တတိယဝရိယရဲ့ဉာဏ်နေရအခိုင်အမာထင်ရှားပြီးတော့ဘာမှညှိကပ်မှုနိဝရဏရှိခြင်းမရှိခြင်းကိုညှိကပ်မှုကင်းပြီးတော့ အလုံးစုံလွတ်ချနိုင်သွားပြီဆိုရင်ယဟန္တာ ဖြစ်တည်အထိရောက်ပါတယ်တဲ့အဲအဲ့ဒါကဒါဓမ္မနုပသနာပိုင်းនិဝရဏအပိုင်းကိုဒီလိုလေးနားလည်လိုက်ပါအဲ့ဆိုတော့ဒီနေ့တော့မာသတိပဌာနာဆုံးនិဝရဏအပိုင်းကိုဒီကနေ့ကြားနာခဲ့ရတာဖြစ်ပါတယ်